ကဲမင်္ဂလာပါညီကိုတို့ Gobi Beach ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကတော့ဒါ International Break စတာဒါ Round 1ပြီးတဲ့အခါမှာဒီနေ့ဒါ Round 2နိုင်ငံပွဲစဉ်တွေပြန်စမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ3ရက်မှာပရမရက်ဒါနိုင်ငံတကာပွဲရဲ့ဒီ Round 1ပရမရက်မှာကျွန်တော်တို့အပေါင်း100ဖြစ်တယ်ဒုတိယရက်မှာအနှုတ်30နဲ့ဒါမနေ့ကတတိယမြောက်နေ့မှာကျွန်တော်တို့ဇာပွဲတွေတင်ပြီးတော့မှ အပေါင်း300ဒါ3ဆပွဲနဲ့2ဆပွဲအောင်ပြီးတော့မနေ့ကအပေါင်း300ထွက်ခဲ့ပါတယ်အဲ့တော့ဒီနေ့ round 2မှာလဲကျွန်တော်ဒီနေ့ဒါ2 star နှစ်ပွဲတကြောင်တော့ပွဲအနေနဲ့ရွေးထားတယ်၄သင်းမောင်းလေးတမောင်းရွေးထုတ်တာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့စလိုက်အောင်ပြအဲ့တော့ဒီနေ့ကတော့ဒါ12ရက်10လ2025ရက်နိုင်ငံတကာပွဲစုပွဲချုပ်သုံးသက်ချက်၄ပွဲပေါ့เนาะဒီနေ့အဲ့၄သင်းမောင်းလေးကကျွန်တော်၄ပွဲဆွဲထုတ်ပြီးတော့ ဖြစ်နိုင်ခြေရှိမဲ့ပွဲလေးတွေကိုသုံးသပ်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုလည်းအသေးလေးလေးလက်မလေးတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြဖို့မေတ္တာရက်ကန်ပါတယ်เนาะကျေးဇူးများကြီးလည်းတင်ပါတယ်အဲ့တော့ဒါ Wine Spam မှာဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုလို့ရလေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိချင်လို့ပါက Wine Spam မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မို့ website link ရဲ့ customer service call တွေကိုနှိပ်ပြီးတော့လည်း24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့ပထမဆုံးပွဲကျွန်တော်ကြိုက်တာက Faro Ireland နဲ့ เนาะฟာရိုကျွန်းစုနဲ့ Chess Republic ပွဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော် data လေးတွေခဏလေးပြပေးပါမယ်เนาะဆိုတော့ညီကိုတို့အကြိုက်ပွဲစဉ်တွေရှိရင်လည်းကျွန်တော် comment မှာเนาะဝင်ရောက်မှန်ပြီးတွားကြပါအောင်ညီကိုတို့ညီเนาะအဲ့တော့လက်ရှိကတော့အဲပေးထားတဲ့ပုံရဒီလက်ရှိ Chess အဝေးဝန်းကနေ Chess Bug ကတလုံး60ရှုံးပေးထားပြီးတော့သုံးလုံး90ပေါင်းဆိုတဲ့အနေထားမှာပေးထားတယ်ဗျအဲ့တော့ Fire Pro ကျွန်းစုအသင်းဟာအဲ ranking ရ136ဖြစ်တယ်အိမ်ဖြစ်အသင်းလို့တော့ပြောလို့ရတယ်ဆိုပေမဲ့ဒီဘက် နောက်ပိုင်းမှာတော်တော်ကြီးခြေစွမ်းအဆင်ပြေလာတာတွေ့ရပါတယ်เนาะအဲ့တော့နိုင်ငံငယ်လေးအသင်းဟာသူတို့ကွင်းတွင်ရောဒီလက်ရှိအနေထားရာသူတို့ရဲ့ဝေဒါပေါ့เนาะနိုင်ငံရဲ့ဒီဒီဒီဝေဒါအခြေအနေအရတော်၎င်းအမျိုးမျိုးအကြောင်းတော်၎င်းလက်ရှိအနေထားရာကစားရခတ်တဲ့အသင်းမျိုးတွေမှာတော့ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဘွဲမှာသူတို့ဒါမွန်တီနီဂရိုအသင်းစီကအ သုံးမှတ်ရခဲ့တယ်4 0ဆိုတဲ့ရလည်းဖြစ်ပေါ်ခဲ့တယ်ရှေ့မှာ Gibraltar အင်ကွင်းမှာတော့ကျွန်တော်တို့0-1နဲ့ဒါချိန်နှက်ခဲ့ရတယ်ရှေ့မှာ Croatia အသင်းကို0-1နဲ့ကျင်းပြောင်းသောရနိုင်တဲ့ဒါ Croatia ကိုရှုံးခဲ့တယ်ဆိုတော့ Croatia လို့နော်လက်ရှိခြေစွမ်းအကောင်းဆုံးပုံစံရောက်နေတဲ့ Croatia ကိုတော့0-1နဲ့ကတ်ရှုံးနေအနေထားမျိုးမှာလက်ရှိ Croatia ထက်တိုက်စစ်ပိုင်းနည်းနည်းလေးပုံညံ့တဲ့နော်အဲကောင်းတာတော့ကောင်းပါတယ်ဒါပေမဲ့အရန်ကြီးတိုက်စစ်ပိုင်းမကောင်းတဲ့ chess အသင်းပြီးတဲ့ဂျေးအနေနဲ့စဉ်းစားမယ်ဆိုရင်တော့နှလုံး90ရှုံးဆိုတဲ့ဂျေးမျိုးဟာ ်ပေးတယ်လို့ယူဆလို့ရတာဖြစ်ပါတယ်ဘာလို့လဲလက်ရှိ chess ရဲ့ current form ရောက်သွားနောက်ဆုံးကားပေါ်မှာ၄ပွဲ under 2.5ဖြစ်ထားတယ်တပွဲပဲ goal ပေါ်တာဆိုတော့တိုက်စစ်ပိုင်းအရင်ကြီးမကောင်းဘူးဗျเนาะအဲ့တော့နောက်ဆုံးပဲမှာ croatia ကို zz เนาะ sorry 11နဲ့ montenegro အင်္ဂါမှာတလုံး90ပေါင်ကြီးကိုဒါ z2 ဆိုရရလေလေးဖြစ်ပေါ်နေတာဖြစ်ပါတယ်အဲ့တော့ montenegro အသင်းကိုတောင်မှတလုံး90ပေါင်ပေးခဲ့တဲ့အနေအထားမျိုးမှာလက်ရှိ faro ireland အသင်းမျိုးကိုတော့ဒီထက်ပြင်းတဲ့လို့ယူဆတယ်ဗျအဲ့တော့သူတို့အုပ်စုမှာက ခရိုအေးရှားကရမှ73မှတ်နဲ့အဆင့်တက်မှာဦးဆောင်နေပါတယ်။ချက်စ်ကရမှ73မှတ်အဲတပွဲအတာနဲ့ပေါ့နော်6ပွဲကစားပြီးဟိုဒါရအဆင့်နှစ်မှာဦးဆောင်နေပြီးတော့လက်ရှိဖာရိုကျွန်းစုကရမှ9မှတ်နဲ့အဆင့်3ဖြစ်ပါတယ်။အဲ့တော့လက်ရှိအနေနဲ့အကယ်၍များဒီချက်စ်နဲ့ဖာရိုအိုင်လန်အသင်းမှာချက်ဒီချက်စ်ကဖာရိုအိုင်လန်ကိုနော်ဖာရိုကျွန်းစုကိုရှုံးခဲ့မယ်ဆိုရင်တော့ဆန်နမှတ်နဲ့ဒါဖာရိုကျွန်းစုကဒါချက်စ်ကိုနောက်ကနေ pressure light ပေးနိုင်မှာဖြစ်ပါတယ်။နော်ဒါကြောင့်အရန်ကြီးတော့ အဲဒီဖာရိုဂျွန်းစုကမဖြစ်နိုင်ဘူးဆိုပေမဲ့အိမ်ကွင်းအားသာချက်ကြောင့်ဒီဘွဲကအဲကျင်းမြောင်းတော့ရလက်သူမဟုတ်တကြီးလောက်တော့မှန်းလို့ရနိုင်တဲ့အနေထားလေးတော့ရှိနိုင်ကြီးများတယ်ဒါပေမဲ့၃လုံး90ဘောင်းဆိုတဲ့ဂျီးနဲ့စဉ်းစားမယ်ဆိုရင် chess အနေနဲ့နှလုံးပြက်စရာတိတ်မရှိနိုင်ဘူးဗျဒီလိုပဲဖာရိုဂျွန်းစုအနေနဲ့ကိုးရဖို့လည်းနည်းနည်းလေးခက်ခဲမယ်အဲခန်းစစ်ပိုင်းအသာပြီးကန်လာမှာဟုတ်မြင်ရတဲ့ခြေမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ရဲ့ပထမကြော့တော့က2025 3လပိုင်းတုန်းက23ရက်နေ့မှာဒီ chess အိမ်ကွင်းမှာ chess ဘက်ကပြီးခဲ့တဲ့ကြီးကနှလုံး90ရှုံးဖြစ်ပါတယ်2-1နဲ့ Faro Jones ကြီးအောင်ခဲ့ဘူးပါတယ်ဒါပထမအကြော့ဒီတော့ဒီနှစ်မှာပဲကန်နာပါအဲလုံးကနှလုံး90ရှုံးအင်္ဂွန်းမှာပေးတဲ့တော့ဒီနေ့အဝေးကွင်းကနေတကယ်တမ်းပေးတဲ့နယ်ကြီးကနှလုံး90ဘောင်းအဝေးကွင်းကနေ chess ဘက်ကပေးရမှာဖြစ်ပါတယ်နှလုံး90ဘောင်းအစားတစ်လုံး90ရှုံးဆိုကြဲက level 100လောက် gap ဖြစ်နေတဲ့ကွာနေတဲ့အနေအထားမျိုးမှာ body ဝင်ရောကတော်တော်လေးပျော့တယ်လို့ပဲသုံးသပ်မှာဖြစ်ပါတယ်เนาะနောက်ဆုံးတရက်ဒီ Faro Jones တုန်းက Euro ပွဲမှာ2023လုံးကเนาะ Euro ပွဲမှာတော့ Faro Jones အိမ်ခွင်မှာ chess အဝေးခွင်ကနေတလုံး100ရှုံးပေးခဲ့တဲ့အနေအထားမျိုးမှာအခုပေးထားတဲ့တလုံး60ရှုံးဆိုတဲ့ပမာဏဟာနိုင်အောင်မှကတ်ပြီးနိုင်သွားဖြစ်ဖို့ပဲရှိမယ်လို့ယူဆတယ်ဇုံအောက်ကြိုက်တယ်ဒါပေမဲ့ဒီနေ့ရွေးချယ်မှုမှာတော့ Faro Jones ပဲကျွန်တော်ရွေးချယ်ထားပါတယ် ဖာရိုဂျွန်စုဘော်ဒီဖြစ်ပါတယ်။โอเคပါနောက်တစ်ပွဲဆက်သွားပါမယ်။နောက်တစ်ပွဲကတော့စကော့တလန်နဲ့ဘယ်လာရုပွဲဖြစ်ပါတယ်။နှလုံးကို30ရုံ၊သုံးလုံးကို30ရုံ၊နှလုံးသေးသုံးလုံးသေးဝင်ရိုးပဲထားပါတော့เนาะအဲ့တော့နှလုံးသေးကိုသုံးလုံးသေးဖြစ်နေတဲ့အတွက်နှလုံးနေရင်ကျွန်တော်တို့သေးပဲဖြစ်မယ်။သုံးလုံးနေရင်ဘော်ဒီအပြစ်အောင်မယ်။ဒါပေမဲ့သုံးလုံးနေရင် ကိုပေါင်းကြီးကတည်ဖြစ်မယ်ဆိုတော့လက်ရှိအနေနဲ့ဘယ်လာရုဘက်ကဂူရဖို့ခက်ခဲမဲ့ကြီးဖြစ်တယ်လို့စကော့လန်ဘက်ကဘယ်နှလုံးသွင်းမလဲဆိုတာပဲစဉ်းစားရမယ်ဝင်ရုံမျိုးဖြစ်ပါတယ်ဒီမှာပထမအကြော်တုန်းကဘယ်လာရုအိမ်ဝင်မှာစကော့လန်အဝေးဝင်ကနေကျွန်တော်တို့ပြီးခဲ့တဲ့ကြီးကတလုံး90ရှုံးဖြစ်ပြီးတော့ Z2 နဲ့ပထမကြော်ကြီးအောင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့လောလောလတ် ကိုလာပိုင်းကမှကိုရန်နေကမှကန်ခဲ့တာဖြစ်ပါတယ်ဟဲ့တော့ကအဝေးဝင်းတလုံး90ရုံ ဖြစ်ပါတယ်ဇီးဒူးနဲ့ကြည့်အောင်ခဲ့တယ်ဆိုတော့ဒီနေ့ဘက်မှာလေဗယ်တရားထပ်ပေါင်းရင်အင်္ဂွန်းမှာဒီနေ့စကော့လန်အင်္ဂွန်းရနေဒီကနေ့ပေးတဲ့နဲ့ကြည့်ရနှလုံး90ပေါင်းစကော့လန်ကဒီနေ့ပေးရမှာဖြစ်ပါတယ်နှလုံး90ပေါင်းစားနှလုံး30ရုံဆိုတဲ့အတွက်ဝင်ရိုးတစပေါ့နော်လေဗယ်60လောက်ပို့ပြီးမြင့်သွားတဲ့အနေအထားမျိုးမှာစကော့လန်အင်္ဂွန်းကြီးတော်တော်လေးပြင်းတာ တွေ့ရမှာဖြစ်ပါတယ်အဲ့တော့စကော့လန်အသင်းကလက်ရှိအနေအထားအရလည်းမထင်မထားရလောက်အောင်ခြေစွမ်းတည်ငြိမ်နေပြီးတော့ခြေစွမ်းကောင်းမွန်နေတာတွေ့ရပါတယ်เนาะအဲ့တော့စကော့လန်တို့လီမှာဒိန်းမာကလက်ရှိရမှာ9မှာပါစကော့လန်နဲ့လက်ရှိကရမှာချင်းတူနေတယ်ကိုးကွာကြားချက်ပဲစကော့လန်ကလိုက်ကန်မှာဖြစ်ပါတယ်ဒိန်းမာကလက်ရှိကိုကိုသွင်းထားတယ်အဲပေကိုလုံးဝမရှိတဲ့အတွက်အပေါင်း6နဲ့ဝိုးဝါချာချာရအဆင့်တက်မှာဥဆောင်နေပါတယ်စကော့လန်ကအဆင့်နှစ်ပဲမြန်မာ9ပိုင်းချင်းတူတယ်ဒါပေမဲ့ သွင်းကို၅ခုနဲ့ပေးကိုတကူဖြစ်တာကြောင့်အပေါင်း၄ကိုကျော်ကိုကွာချာချာအပေါင်း၄နဲ့ရက်တည်နေတာဖြစ်ပါတယ်အဲ့တော့ဒိမတ်ကဒီနေ့မှာဂရိကိုအဲခံမယ်ပွဲမှာလက်ရှိတလုံး40ပေါင်ဖြစ်တာကြောင့်နိုင်တာတော့နိုင်အောင်ပါပဲဒါပေမဲ့လက်ရှိစကော့တလန်ဟာဘယ်လာရုလို့နော်လက်ရှိ၄သင်းမှာမှာဘယ်လာရုကအချောင်ဆုံးဖြစ်တဲ့အတွက်73ဂိုးတိတိပေးထားပြီးတော့တကူပဲသွင်းနိုင်တဲ့ဘယ်လာရုအဝေးခွင်းစီကဒီနေ့ပွဲမှာရသလောက်စကော့တလန်ဟာကိုကွာချာချာရအောင်အဲကြဲကြဲလေး သွင်းရမယ့်အနေအထားရှိတာကြောင့်အောက်ထက်လက်ရှိဒီဒိမတ်ကိုလက်ရှိအနေအထားနဲ့တောင်မှီဖို့ဆိုရင်ငါးလုံးပြတ်မှเนาะမှီနိုင်မယ့်အနေအထားလေးရှိပါတယ်ဒါပေမဲ့လက်ရှိကြေးရနှလုံးသေးမှာသုံးလုံးသေးဖြစ်တာကြောင့် ဘော်ဒီကပိုအဆင်ပြေနိုင်လောက်တယ်ဗျာနှလုံးတော့အောက်ထစ်ပြတ်မယ်လို့ကျွန်တော်ယုံကြည်တယ်။သုံးလုံးပြတ်နိုင်တာနည်းနည်းလေး50-50ဖြစ်ပေမဲ့ 4C 5C လည်းရောက်ကောင်းရောက်နိုင်ပါတယ်။လက်ရှိဘယ်လာရုအဝေးဝန်းတောင်မှဒူးစီးနဲ့ပြတ်တာဗျာ။ဂရီအသင်းကိုလည်း3-1နဲ့ဖုတ်ထားတယ်။ဒိမတ်အိမ်ခွဲမှာစီးစီးဖြစ်တဲ့အတွက်စကော့တလန်ပေးကိုအဲမရှိဘူးလို့ပဲကျွန်တော်ယူဆတယ်။ clean sheet ရပြီးတော့ 2C 3C အောက်ထစ်စကြည့်ရမယ်လို့ယူဆပါတယ်။ဘယ်လာရုကလက်ရှိဒိမတ်အသင်းကို6-9ပြတ်နဲ့နော်ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာအိမ်ခွဲမှာရှုံးနိုင်ထားပါတယ်။ရှေ့မှာစကော့တလန်ကို0-2နဲ့ ဂရိအိမ်ကွင်းမှာ51ဆိုတဲ့ရလနဲ့ပွဲပြီးထားခြင်းဖြစ်ပါတယ်အဲတော့ကလည်းဂရိအသင်းကနှလုံးသည်ပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်လက်ရှိနှလုံးသည်သုံးလုံးသည်ကြီးအရာကျွန်တော်ဒီပွဲလေးတော့ဒီနေ့ရဲ့နှစ်စာပွဲတစ်ပွဲဖြစ်တဲ့ Scotland Body လေးကိုရွေးချယ်ထားတာဖြစ်ပါတယ် Scotland Body ပါโอเคပါအဲ့တော့ now တပွဲအနေနဲ့ကျွန်တော်ဆက်ပြီးပြောရမယ်ဆိုရင် Croatia နဲ့ကျွန်တော် Gibraltar ပွဲလေးဖြစ်ပါတယ်ဒီမှာငားလုံးတည်ပေးထားပြီးတော့ငားလုံး90ရှုံးနဲ့ပြန်ပြီးကာထားပါတယ်အဲ့တော့ body နေမလားကိုပေါင်းနေမလားနည်းနည်းလေးတော့ risk များတယ်မဟုတ်လို့ ငါးလုံးနေရင်ဘော်ဒီကတေးပဲဖြစ်မဲ့အတူတူကိုပေါင်းကြီးငါးလုံး90ရုံဖြစ်တာကြောင့် G brother တေချာပေါက်ကိုရမယ့်အနေထားမှာလုံးဝမရှိနိုင်ပါဘူး Croatia ဘယ်နှလုံးသွင်းမလဲပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အခုလက်ရှိအသင်းကြီးတွေဟာနည်းနည်းလေးပဲကန်နေအရန်ကြီး G အောင်အောင် မကန်တဲ့အတွက်နည်းနည်းလေးစိုးရင်စရာရှိနေတယ်နော် တကယ်ကန်တဲ့အသင်းတွေလည်းကန်ပါတယ်နော်ဩစတြီးယားတို့ပါလို့ဆိုဆယ်ကိုးပြတ်တွေပါတယ်ကန်တယ်ဒါပေမဲ့ခရိုအေးရှားတို့ဒီနေ့ဘက်မှာဂိုးပြတ်အောင်ကန်မလားသူတို့အစုမှာကတိတ်ဆိတ်ပူစရာမလိုဘူးလက်ရှိဒါ၅ဘွဲကစားတပွဲတည်ရတော့ကြာထားတယ်ဒါကလည်း chess နဲ့ဆိုတော့တိတ်ဆိတ်ပူစရာမရှိဘူး၄ဘွဲနိုင်တာလေရမှ73ဘွဲနဲ့နော်18ကိုသွင်းလာပြီးတော့တကူပဲပေးထားတဲ့ ခရိုအေးရှားအသင်းနဲ့လက်ရှိတကူနှစ်ကိုးပဲသွင်းနိုင်တယ်18ကိုးအထိပေးထားရပြီးတော့เนาะ၅ဘွယ်ကစား၅ဘွယ်လုံးရှုံးတဲ့ Gibraltar အိမ်ဖြစ်အသင်းနဲ့တွေ့ဆုံမှုမှာလက်ရှိအနေအထားအဆင့်နှစ်က Chess ကရမှ73မှ6ကချာချာအပေါင်း5 Faroe Island ကူးမဖြစ်တာကြောင့်ခရိုအေးရှားပဲအုပ်စုပုံနဲ့တတ်သွားဖြစ်မှုများပါတယ်ဒါကြောင့်6ကချာချာအရင်ကြီးကန်စရာမလိုဘူးခရိုအေးရှားကเนาะလက်ရှိကိုဒါ17မှတ်လောက်6ကချာချာတာနေတဲ့အနေအထားမျိုးမှာဒီနေ့ပွဲထပ်ပြန်ရင်တော့ ပွဲပြီးသွားပြီပေါ့လေဒါကြောင့်လက်ရှိအနေအထားကြာခရိုအေးရှားကအရင်ကြီးကိုးကွာချက်ချက်အဲကြည့်အောင်ကန့်စရာမလိုတဲ့အတွက်နည်းနည်းလေးတော့ risk များတယ်ဗျတိုးပေမဲ့ပထမအကြော့ Gibraltar အိမ်ခွင်းမှာတော့မှခရိုအေးရှားက၄လုံး90ပေါင်းနဲ့ကျွန်တော်တို့ကန်ခဲ့ပါတယ်နော်၄လုံး90ပေါင်းကို9-6ပြက်နဲ့ကန်ခဲ့ပါတယ်၄လုံး90ပေါင်းကို9-6ပြက်နဲ့နိုင်တာကြောင့်ဒီဒီမော့တကယ်တမ်းပေးတဲ့နေကြီးက၄လုံး90ရှုံးခရီးရှားအင်ကွင်းမှာပေးရမှာဖြစ်ပါတယ်၄လုံး90ရှုံးစား၅လုံးတည်ဆိုတော့ကလက်ရှိအနေအထားအရဒါ သုံးစားပေါ့နော်ဝင်ရိုးသုံးခုနီးပါးလေးလုံး50ရှုံဆိုတော့လေးလုံး100ရှုံပြီးရင်5လုံး50ပေါ့5လုံးတည်ဖြစ်တဲ့အတွက်တော်တော်လေး body when you totally ကြည်ပြင်းပါတယ်အဲ့တော့ croatia တကယ်ကံဘူပဲလူတယ်လူစင်းတစ်ချက်ကြည်ပါလက်ရှိတိုက်စင်ပိုင်းအရအဲလက်ရှိ grammar တို့เนาะ modrid တို့ budimia တို့ parisit တို့ barcelona တို့ပါမယ်ဆိုရင်တော့တေချာပေါ့ဒီဘွဲက ac အနေဆုံး၅လုံးကနေစကြည့်ရမယ်အနေဒါမျိုးဖြစ်ပါတယ်ဒီနေ့အားလုံးပွဲတင်းမှာမှာအဲအင်ဝင်း form ခြေစွမ်းမှန်ပြီးတော့တကယ်ကံတဲ့အသင်းဟာ ခရိုအေးရှားပဲဖြစ်ပါတယ်။ဂျန်နယ်ပွဲတွေတော့ကျွန်တော်မယုံဘူးဗျာနော်။ပိုလန်တို့ဩစတြီးယားတို့ကအဲ့လောက်ကြီးယုံရတဲ့နေရာမှာမပါဘူး။ဒါပေမဲ့လက်ရှိခြေစွမ်းအကောင်းဆုံးပုံစံနဲ့เนาะလက်ရှိဟိုဖြစ်နိုင်ဆုံးပွဲရတော့ကိုးပြတ်နိုင်ဆုံးပွဲရတော့ဒီပွဲလိုပဲကျွန်တော်မြင်တယ်။ဒါကြောင့်ဒီနေ့ရဲ့နောက်ထပ်တပွဲအနေနဲ့ယူချင်မှုကတော့ခရိုအေးရှားပေါ်ပြီးဖြစ်ပါတယ်။เนาะခရိုအေးရှားလက်ရှိ chess အိမ်ကမှာစီးစီးနဲ့တေးကန်ထားတယ်။မွန်တီနီဂရိုစီက၄ကိုးပြတ်နဲ့သုံးမှတ်ရထားတယ်။ရှိမှာဖာရိုဂျွန်းစုအိမ်ကမှာ0-1ဖြစ်ထားတာကြောင့်အိမ်ကွင်းနေတော်တော်လေးကြီးအောင်လာအများစုတွေ့ရတယ်ခရိုအေးရှား။အဲ့တော့တပတ်ကအသင်းကတော့တိုက်စစ်ပိုင်းတော်တော်လေးညှ ညံ့ပါတယ်အသင်းတိုင်းကိုရှုံးတယ်ဖာရိုဂျွန်းစုကိုလည်း Z1 နဲ့ပွဲပြီးတာတယ်အယ်ဘေးနီးယားကိုလည်း Z1 ဆိုတော့တောက်လျှောက်ဟာနော်ညည့်ရနေတဲ့အနေအထားမျိုးဖြစ်တာကြောင့်ပထမအကြော်တုံးကလိုပဲဒီပွဲက၅ခုအောက်တစ်ပြတ်မယ်လို့ပဲကျွန်တော်ယူဆတာကြောင့်ဒီနေ့ရဲ့၃ဆပွဲအနေနဲ့ကျွန်တော် Croatia Body လေးရွေးချယ်ထားပါတယ်နော် Line up တော့အဓိကကြည့်ပါနော်အဲ second line up နဲ့ ဲထွက်လာမယ်ဆိုရင်တော့ကျွန်တော်ကတော့2 star အနေနဲ့ချဆော်ပါပုံမှန်လူစင်းအတိုင်းပဲ AACC ထွက်လာမယ်ဆိုရင်တော့တိတ်ဆိတ်ဘူးစရာမလိုဘူးငါးခုအနေဆုံးပြတ်မှာကြောင့်ကျွန်တော်3 star အနေနဲ့ရွေးလို့ရမှာဖြစ်ပါတယ်โอเคပါအဲ့တော့ကျွန်တော်နောက်တစ်ပွဲလေးဆက်သွားပါမယ်။အဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော်တို့ဒိမန့်ပွဲလေးဖြစ်ပါတယ်။ဒိမန့်နဲ့ခရီးပွဲပါ။ဒိမန့်ကတလုံး40ပေါင်နှလုံး100ရှုံးဝင်ကိုပေးထားပါတယ်။ဒီမှာကလက်ရှိအနေအထားအရသူတို့အုပ်စုမှာဒိမန့်ကအုပ်စုဘို အဲဆွဲဖို့အတွက်ကတော့ဒါစကော်တန်နဲ့ပြန်ရမှာပေါ့လေစကော်တန်နဲ့လက်ရှိဒါရမှတ်ချင်းတူတယ်ဂိုးကွာကြကြကောင်းဟိုလက်ရှိ၅မှတ်ပြတ်နေလို့သာတို့အဆင့်တက်နေရက်တည်နေတာဖြစ်ပါတယ်ဒါကြောင့်တစ်ဖက်ကအသင်းကစကော်လန်ဘယ်လာရုစီယာဂိုးကွာကြကြတွေယူလာမှာဖြစ်တဲ့အတွက်ဒိမတ်တို့ဟာ ဂရိစီကတည်နေကြည်နေလို့မရပါဘူးဒီဘွဲမှာနိုင်ကိုနိုင်မှဖြစ်မှာပါမနိုင်ရင်တော့စကော့လန်ကအုပ်စုပိုယူသွားတော့မှာဖြစ်တဲ့အတွက်လက်ရှိအနေထားရင်ဒိမတ်ကနိုင်ကိုနိုင်မှဖြစ်တော့မှာအဲ့တော့ပထမအကြော်တော့ကဂရိအိမ်ခွဲမှာ9ရက်9လ2025တော့ကလည်း50ရှင်ဂရိကပေးခဲ့ပါတယ် Z3 နဲ့ဒိမတ်ကအနိုင်ရခဲ့တာဖြစ်ပါတယ်ဂျေးရဒီနေ့ဘွဲမှာတကယ်တမ်းပေးတဲ့ကြီးကဒိမတ်က level တရားရှုံးထပ်ပေါင်းမယ်ဆိုရင်ပထမကြော်တော့က level 50ရှင်ဂရိဘက်ကပေးခဲ့တာကြောင့်ဒီနေ့ဘွဲမှာတကယ်တမ်းပေးတဲ့ကြီးက level 50ရှုံးမယ် ပေးရမှာဖြစ်ပါတယ်ဒိမန်ဘက်ကဒါကိုအခုတလုံး90ပေါင်းကျော်ပြီးဝင်ယူပေးထားတဲ့ပုံအရဒိမန်ဂျီပေးတဲ့နယ်ဂျီလို့ကျွန်တော်ယူဆလို့ရပါတယ်တမိုင်းတစ်ချောင်း2005ခုနှစ်တုန်းကတော့အိမ်ခွင်းမှာဒါ ဒိမ့်မဲ့တလုံး90ပေါင်ပေးခဲ့ပြီးတော့1စီးနဲ့ကြီးအောင်ခဲ့ဘူးပါတယ်အဲ့တော့လက်ရှိလက်ကြီးကမှန်တယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ဒိမ့်မဲ့ကအမှန်တိုင်းပြောရင်တော့အဲ့လောက်ကြီးအဲမကြိုက်ဘူးညာဒါပေမဲ့လက်ရှိကာရဖောင်ညာမဆိုးဘောနော်ဘယ်လာရုအသင်းကို6 9ပြည့်နဲ့တိတ်ထားတယ်ဒီဂရိကို5စီးလစ်သွေးနီးယားကို5စီးဆိုတော့ဂရိအိမ်ကမှ3စီးဆိုတော့မဆိုးတော့မဆိုးလက်ရှိခြေစွမ်းတော်တော်လေးမှန်တာတွေ့ရတယ်ဘယ်နောက်ဒိမ့်မဲ့အိမ်ကွင်းကတော်တော်လေးအဲကြီးအောင်တဲ့အသင်းထဲမှာလက်ရှိနေထားရ2024နောက်ပိုင်း ပါလာတယ်ပေါ့လေနော်အဲ့တော့တစ်ဖက်က greek ကတော့ဘယ်လိုပြက်လဲမသိဘူးအရင်က greek တော်တော်လေးကောင်းတယ်ဗျ nation league မှာပေါ့နော်တောက်လျှောက်အဆင်ပြေတယ်အဲ့တော့ဒီလိုမျိုးအနေထားရနေအခုနှစ်ပွဲဆက်ရှုံးနေထားတယ်ဒိမတ်ကို Z3 နဲ့ Scotland ကို3-1ဖြစ်တဲ့အတွက်နည်းနည်းလေးတော့ short ရှိတယ်ပေါ့နော် Scotland နဲ့ပွဲမှာ Scotland အသင်းကဒဲကြီးပြေးခဲ့တာပါ3-1နဲ့အောင်ခဲ့ပါတယ်အဲ့တော့လက်ရှိ JA နဲ့နော်သူလက်ရှိဇယားရက်တီမူရာ Scotland ကျိတ်မှာဖြစ်တဲ့အတွက်ဒီနေ့ဘွဲကဒိမ့်မအမှားမခံဘူးလို့တော့ယူဆတယ်ဗျ။ greed လိုမျိုးခြေစွမ်းရဲရဲပုံမျိုးနဲ့ကဒီနေ့ဘွဲမှာအလွန်ဆုံးရမှာတည်ပဲရမယ်လို့ကျွန်တော်ယူဆပါတယ်။ white x double chance ကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမောင်းနေမှာကတော့ကျွန်တော်မြန်မာကြီးပဲရွေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒိမ့်မပဲနောက်ဆုံးဘွဲအနေနဲ့ရွေးချယ်ထားပါတယ်။ဒိမ့်မ body ဖြစ်ပါတယ်။ okay ပါဒါဆိုတော့ကျွန်တော်ဒီနေ့လေးဘွဲရမှာဖြစ်ပါတယ်။နော်ဒီထဲမှာကျွန်တော်တို့သုံးစဘွဲကတော့ croatia body ဖြစ်ပါတယ်။နှစ်စဘွဲကတော့ scotland body ဖြစ်ပါတယ်။အဲ့ဒါကဘွာ faro jones body လေးနဲ့ဒိမ့်မ body ော်ဒီလေးကိုတွဲလိုက်တော့ဒီနေ့ရဲ့ဒါ7နှစ်10လ2025ရဲ့ဒါလေးသိန်းမောင်းလေးရမှာဖြစ်ပါတယ်เนาะဒါကတော့ဒီနေ့ရဲ့ရွေးချယ်မှုလေးတွေဖြစ်ပါတယ်ဆိုတော့အသေးလေးလက်မလေးလေးဒီ live เนาะဒီ video လေးကိုတယောက်တစ်ချက်လောက်နှိပ်သွားပြီးတော့ comment section လေးမှာလေး brother တို့ယူရိုကြိုက်တဲ့ဒီနေ့အကောင်းဆုံးပွဲလေးတွေလည်းမှန်ကေပေးကြပါအောင်เนาะ okay ပါဆိုတော့ဒါဆိုရင်တော့ကြော်ဒီနေ့ရဲ့ပွဲချုပ်သုံးသချက်လေးကိုနားမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီ video လေးကိုကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းသိကြအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာစီစောင်းကြလေးဖြစ်ပါစေဗျ good luck ပါဗျ